Stream Minutes Sports Season ကိုတင်ဆက်လုပ်ပြီးမှာတော့အလှဆုံးဘွဲကဏ္ဍကိုဆက်လက်တင်ဆက်ပေးမှာပါ။ဒီကဏ္ဍမှာတော့မင်းစိမရဲ့အန်ဆာအက်ဒီတာတွေဖြစ်တဲ့ကိုရဲရင်ထင်းနဲ့ကိုဝေဖုံးလူတို့ကတင်ဆက်ပေးမှာပါ။ကျမတို့ရဲ့အလှဆုံးဘွဲ Season ကိုအားပေးကြပါအောင်ရှင်။မင်္ဂလာပါခင်ဗျာ။ကမ္ဘာဘောလုံးဘွဲတွေနဲ့ Europa League ဘွဲစဉ်တွေကအကောင်းဆုံးဘွဲကိုရွေးချယ်သုံးသပ်ပေးနေတဲ့အလှဆုံးဘွဲ Season ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်အလှဆုံးဘွဲ Season မှာတော့ကျွန်တော်နဲ့အတူဆွေးနွေးမှာကမင်းစိမရဲ့အားကစားအက်ဒီတာကိုဝေဖုံးလူပဲဖြစ်ပါတယ်ခင်ဗျာ။ ခွေးဘလုံးရေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခွေးရေဟုတ်ကဲ့ဒီတစ်ပတ်ကျွန်တော်တို့ရွေးထားတာကတော့ဒီအလားဆုံးပွဲဖြစ်ပေါ့နော်ချယ်ဆီနဲ့ဝက်စ်ဘရွန်ပွဲကိုရွေးထားတယ်အဲ့တော့အင်ရှင်ချယ်ဆီအသင်းအကြောင်းကိုခွေးဘလုံးကအရင်ဆုံးသုံးသပ်ပေးပါအောင်ခင်ဗျဟုတ်ကဲ့ချယ်ဆီအကြောင်းကိုပြောရမယ်ဆိုရင်နီးပြဟစ်တဲ့ကနေစပြီးတော့မှပြောရမှာပဲခင်ဗျဟုတ်ကဲ့ပါအခုလောလောဆယ်မှာ तू ကကာလာတို့တာဝန်ယူထားတာပေါ့2009လုံးကလည်းသူချယ်ဆီမှာအခုလိုပဲကာလာတို့တာဝန်ယူခဲ့ဘူးတယ်စကိုလာရီထုတ်ခံရတော့ပါပေါ့အဲ့ဒီတော့က तू က ရုရှားလက်ရွေးစင်အတင်းနဲ့ပူတွဲပြီးတော့မှကင်နေတာချက်စီကိုအဲ့မှာသူ22ပွဲကင်ခဲ့ရမှာတပွဲပဲရှုံးခဲ့တယ်အနိုင်ဝဲလည်းတော်တော်များများရခဲ့တယ်နိုင်ရကင်တုံးလည်းကောင်းခဲ့တယ်ပေါ့ကောင်းခဲ့ပြီးတော့သူကချက်စီကိုအဲ့နှစ်မှာချန်ပီယံလိစီမီပို့ပေးခဲ့တယ်ဘာစီလိုနာနဲ့နှစ်ကြော့တရေကြပြီးတော့မှအဝေးကိုကြောင့်သာသူတို့ထွက်ခဲ့ရတာ FA ဘလာရခဲ့တယ်သူရောက်လာတဲ့အချိန်မှာလည်းအတင်းကအခုရလက်တွေနည်းနည်းပြန်တက်လာတယ်ရှုံးပွဲမရှိသေးဘူးသူ၃ပွဲကင်တဲ့အချိန်မှာဝက်ဖို့နဲ့ တူတူမန်ယူနဲ့ဇီဇီအခုနောက်ဆုံးပွဲမှာခရစ်စတယ်ဘဲလေးကို3ဇီနဲ့နိုင်တယ်ပေါ့ဒါပေမဲ့အခုသူ့လက်ထက်မှာတော့အိမ်ဝင်နိုင်ပွဲကမရသေးဘူးမရသေးဘူးဆိုတော့ဒီပွဲစဉ်ကသူ့ရဲ့ဟိုအိမ်ဝင်ပထမဆုံးနိုင်ပွဲဖြစ်လာမလားဆိုပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့လောလောဒါချက်စီရဲ့အခြေအနေရောဟုတ်ကဲ့ပါဟုတ်ဟိုဧည့်သည်ဝက်ရွန်အသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုရဲရန်တုံးသက်ပေးပါဦးဟုတ်ကဲ့ဟုတ် ဝက်စ်ဘရွန်ကတော့ဒီယာဒီမှာကျွန်တော်တို့မနစ်ကတည်းကဆိုင်အခြေစွမ်းအနေငယ်ကြာနေရလို့ပြောလို့ရပါဘောနော်သူတို့နောက်ဆုံး၉ပွဲမှာအဓိကအားနေနေရတော့တိုက်စစ်ပိုင်းနဲ့ဒီသူတို့အားထားရတဲ့တိုက်စစ်မှုဘရာဟီနိုပေါ့ဘရာဟီနိုဆိုရင်သူဒီယာဒီနွေယာဒီထရန်စဖာဈေးကွက်တုန်းကဆိုရင်အသင်းကြီးတွေကိုရောက်မလို့တော့တင်းနေအများကြီးထွက်ခဲ့ပြီးတော့မှတကယ်ကိုပြီးခဲ့တဲ့ယာဒီကတကယ်ခြေစွမ်းပြခဲ့တဲ့ကစားသမားပေါ့ဒါပေမဲ့ဒီယာဒီမှာတော့သူက performance ကတော်တော်လေးကိုအောက်နေတယ်အဲ့အဲ့ဒါကျွန်တော်အဲ့တဲမှာကိုခဏလောက်ကိုရဲစကားအောင်နည်းနည်းလောက်ဖတ်ပြောကြည့်စမ်းအဲ့ဒါအင်္ဂလန်တိုက်စစ်မူတွေရဲ့ထုံးစံလို့ဖြစ်နေလားမသိဘူးဟုတ်ကဲ့ဟုတ်ဖြစ်နေကြထုံးစံလို့ပဲပေါ့ဟုတ်ဒီရာဒီမှာသူ့အတွင်းက သုံးကိုပဲရှိတယ်အဲနောက်ထပ်အထိနာရာရဲ့သူသူတိုက်စစ်မှာအဲ့လိုညော့သွားတာပေါ့နော်ဟိုခံမှန်းကြည့်မယ်ဆိုရင်တော့သူ့ရဲ့တွဲဘက်တိုက်စစ်မူရွန်ဒွန်ရွန်ဒွန်ကလည်းဒီရာဒီမှာရာဒီအစ၃ဘွဲလောက်ကစားပြီးတောက်လျှောက်ဒဏ်ရာပြဿနာနဲ့မကစားနိုင်ဘူးကြအဲ့တော့ဘရိုင်းကိုခြေစွမ်းပြောင်းနေတယ် အဲဘရိုင်းတို့ခြေစွမ်းပြောက်တာနဲ့အတူသူ့ရဲ့အသင်းရဲ့တိုက်စက်ကလည်းတိတိတသားကြီးကြာသွားတယ်။ဘလောက်တောင်ဆိုလဲဆိုနောက်ဆုံး၉ဘွဲမှာဟိုတွင်ကိုအာကအယမ်းယူကြပြီးတော့ဟို၉နဲ့တဲ့ဘွဲရဲ့၈ဘွဲထီအောင်ရှိတယ်။အဲ့တော့ဝက်စ်ဘရွန်ကခန်းစစ်ကိုပဲအားပြုကစားနေရတယ်။ဒီခန်းစစ်မှာသူတို့ရဲ့ဂိုးရဖို့အတွက်သူတို့ရဲ့အဓိကသွားတဲ့လမ်းကြောင်းတောင်ပံကစားသမားမော်ရီဆန်ကိုပဲသူတို့အခုလက်ရှိနေတာအားကိုးနေရပါဘောနော်။အသင်ဟန်ချက်မညီဘူး။နောက်တန်းမှာတော့ဒီ event တို့ဟိုမန်ယူကပြောင်းလာတဲ့ event တို့လို့ဒီတခြားလူငယ်ခန်းစစ်မှုတွေရဲ့အားနေပဲ။ သူတို့ကစော့နေရပါတော့ဟုတ်ဒါကတော့လက်ရှိ West Brom ရဲ့အခြေအနေပါအဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကိုယ်ဝန်တွေတုံ့တက်ချက်ကိုပြောပြပါအောင်ဗျဒီပွဲနဲ့အနေထားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Chelsea ကအိမ်ခွင်းမှာဟို West Brom ကိုနောက်ဆုံး၃ချိန်တွေးဆုံမှုမှာရှုံးမွေးမရှိသေးဘူးသူကနှစ်ပွဲနိုင်တစ်ပွဲတည်းရကြထားတယ်ဟုတ်ကဲ့လက်ရှိအနေထားအရလဲ Chelsea ကအတက်ဘက်ကိုပြန်ရောက်လာတဲ့အတွက် ဝက်စ်ဘရွန်ကအဝေးခွင်းမှာခံပြီးတော့ဆော့နိုင်မှုမလွယ်တော့ဘူးဟုတ်ကဲ့ပါမလွယ်တော့ဘူးဝက်စ်ဘရွန်ရဲ့ကြစ်လက်တဲ့ခံစစ်ကိုလည်းချယ်ဆီဘက်မှာထိုးပေါက်မဲ့ဒီယေဂိုကော်စတာရှိမယ်ကော်စတာကအခုဆိုရင်နောက်ပိုင်းမှာဂိုးတွေပြန်ရလာတယ်ပရိသတ်တွေကသဘောမကျပဲမဲ့လည်းသူ twin goal တွေနဲ့ပြန်ပြီးတော့ပရိသတ်ရဲ့အားပေးမှုကိုပြန်ရဖို့အတွက်သူစူးစမ်းနေတယ်ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲဝက်စ်ဘရွန်ရဲ့ခံစစ်ကရောတောက်ခံနိုင်ပါမလားဆိုတော့ကိုယ်ရင်းတွေကတစ်ချက်တရှိကိန်းကနန်းနေအရာပေါ့နော်ကိန်းကနန်းနေအရာဆိုရင်တော့ West Brom ကခန်းစစ်အားကောင်းတာတော့သိတာတယ် သူကတော့ Chelsea ကိုတတ်နိုင်တယ်လို့ခန့်စင်အားနဲ့တော့တောင်းခံအောင်ပါပဲဒါပေမဲ့သူ့ရဲ့နောက်တန်းကစားသမားတွေရဲ့ဟိုအရေးချင်းကိုကြည့်မယ်ဆိုရင်တော့ဒီ Premier League လို့ဟိုအင်္ဂလန်ရဲ့အင်္ဂလန်ပေါ့နော်အင်္ဂလန်တိုင်းနာနဲ့ League တခုမှာတော့မှဒုတိယရန်စားအဆင့်လောက်ပဲရှိတယ်အဲ့တော့ Chelsea ရဲ့ဒီ Costa တို့ဘာလို့ဆိုတာတကယ်ကမ္ဘာစဉ်တိုက်စင်မှုတွေဗျာဟို Hazard တို့လို့တကယ်ကွင်းလယ်မှာကမ္ဘာစဉ်ဖန်တီးနိုင်တဲ့ Fabregas တို့လို့ကစားသမားတွေရှိနေတဲ့အတွက် West Brom တောင်းခံထားနိုင်ပေမဲ့လည်းကျွန်တော်စိတ်ထင်တော့ပွဲချိန်မီတောင်းခံမှုတော့မလွယ်လောက်ဘူးလို့ယူဆမိတယ်ပေါ့ အဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာချယ်ဆီကိုပဲရွေးပေးခြင်းနဲ့ဗျ။ဒါပေမဲ့ West Brom ခံစေကြောင့်ဂိုးနေသွားမယ်လို့တော့ထင်တယ်။ဟုတ်ကဲ့။ဟုတ်ကဲ့။ခံမန်းဂိုးရလက်လည်းပြောပြပါဘော။ခံမန်းဂိုးရလက်ကတော့ချယ်ဆီ2-0 West Brom ဟုတ်ကဲ့။ဘယ်လိုပဲခံမန်းနေပါလဲ။ဟုတ်ကဲ့ဟုတ်ကဲ့။ ျွန်တော်လည်းအကုန်နဲ့အယူဆကျွန်တော်တူတယ်ဒီပွဲမှာဒါပေမဲ့ကျွန်တော်စိတ်တင်တော့ဒီ Chelsea က West Brom อ่ะပေါ့เนาะခံစစ်အားပြုမယ်ဆိုရင် Chelsea အနေနဲ့ပွဲချိန်တစ်လျှောက်လုံးမှာတိုက်စစ်အလွန်ကြုံကစားလာနိုင်တယ်အဲဒီခါကျတော့ဒီတံပြန်တိုက်စစ်ကနေလည်း West Brom လည်းကိုရကိုပြန်ရသွားနိုင်နိုင်မယ်လို့ကျွန်တော်ယူဆရတယ်ဗျအဲ့တော့ Chelsea 3-1 West Brom လောက်တော့ကျွန်တော်ကမှန်းပေးချင်ပါတယ်ကိုโอเคโอเคဟုတ်အဲဆိုရင်ကျွန်တော်နဲ့အခုလိုလာဆွေးနွေးတော်တယ်ကျေးဇူးတင်ပါတယ်ခွေးကုန်းလေးโอเคကျေးဇူးပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုအရဒီတစ်ပတ်အလားဆုံးပွဲအဖြစ်ချယ်ဆီအသင်းကိုရွေးချယ်လိုက်ပါတယ်။ချယ်ဆီက West Brom ကိုဂိုးပြတ်အနိုင်ရသွားမယ်လို့သုံးသပ်ထားပါတယ်။ကျွန်တော်တို့ရဲ့သုံးသပ်ရွေးချယ်မှုမှန်မှန်ကိုတော့လာမယ့်ကြာသပတေးနေ့နနက်2:55အချိန်မှာစောင့်မျှော်ကြည့်ရှုကြပါခင်ဗျာ။အားလုံးပဲနှစ်သက်မှာပျော်ရွှင်ကြပါစေ။